ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယမာလေးစုစံမောင်ကနေပြီးတော့အော်တိုဘာလအတွက်တနင်္ဂနွေသားသမီးဟော့စတန်လေးကိုတင်ဆက်ပေးချင်ပါတယ်အဲ့တော့အော်တိုဘာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကတော့ဒီကာလဒီအဲဒီအကြိုင်ဆိုင်တိုက်ခိုက်တွေနည်းနည်းလေးများနေတာမျိုးတွေတွေ့ရတယ်เนาะအကြိုင်ဆိုင်တိုက်ခိုက်တွေများမယ်အဲအထက်လူကြီးလက်အောက်ငင်သားနေပေါ့နော်အထက်လူကြီးကကိုအပေါ်ကနေပြီးတော့ ချင်းချောက်တာမျိုးအလက်အငယ်သားကလည်းကိုယ်မထင်မမြင်ပြူတာမျိုးအဆရှိတဲ့ပြင်တာမျိုးလေးတွေတော့နည်းနည်းလေးသတိထားပေးရမှာမျိုးတွေ့ရတယ်ပေါ့နော်အဲဒါအပြင်ကိုနောက်တစ်ခါကျတော့ဒီကာလမှာအမှုခင်းပြဿနာလေးစကားများရန်ဖြစ်ရတာမျိုးလေးတွေရှိတဲ့တဲ့တဲ့အရာရာမှာသတိထားဆင်ခြင်ပေးဖို့လေးလည်းပြောခြင်းနဲ့ပြီးတော့ဒီဒီစားတာရှင်นี่တော်တော်များများအခုလာကြည့်မဲ့သူတွေကမလို့အဲ့ရင်အပိုစကားမပြောဘူးပေါ့နော်မလို့အဲ့ရင်ကိုယ်နဲ့ပတ်သက်ပြီးတော့အဲကိုယ့်ကိုယ်နှောက်ယှက်ပေးတာပဲဖြစ်ဖြစ်မကောင်းပြောတာပဲဖြစ်ဖြစ်မလို့အဲ့ရင်ဖြည့်ရှင်းတာမျိုးတွေထုတ်မနေဘူးကိုယ်အစဉ်ပြေမှပြောခြင်းတာရှိမှပြောတတ်တယ် အဲအဲ့ဒါမျိုးလေးတွေတော့ရှိတယ်နောက်တစ်ခါကျတော့ဒီကာလမှာလူတွေနဲ့ကိုယ်နဲ့တဟဇာတာဖြစ်မနေတာမျိုးပေါ့နော်သူများကိုကအဲအရှိဆိုသူတို့ကအနောက်တချို့ကကိုကတောင်ဆိုသူတို့ကမြောက်ဟာလာနောက်တစ်ခါကျတော့အဲကိုအဖြူဆိုသူတို့အမေအစားရှိတဲ့ပြင်ပေါ့နော်ဟိုပြောမယ်ဆိုရင်အားလုံးကကိုယ်နဲ့ဆန့်ကျင်ဘက်တွေဖြစ်နေလို့လူတွေပေါ်မှာတော်တော်တော်စိတ်ကုံနေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်နော်ဒါအပြင်ကိုအဲဒီဇာတာရှင်နေနေတဲ့ဒီကာလမှာနှစ်ခုနှစ်ယောက်နှစ်မျိုးအဲနှစ်ကောင်း နှစ်ချိန်အစရှိတဲ့ဖြစ်ပေါ့နော်နှစ်ခုထပ်ပိုတဲ့ကိစ္စတွေနှစ်ယောက်ထပ်ပိုတဲ့ကိစ္စတွေဒွိဟာဖြစ်စရာကိစ္စတွေအဲစိတ်ထဲမှာမတင်မကြဖြစ်စရာကိစ္စတွေအစရှိတဲ့ဖြစ်တာမျိုးလေးတွေအများကြီးဖြစ်တတ်တာမျိုးလေးကိုတွေ့ရပါတယ်မိမိအင်းဒီအနားမှာအယောင်ဆောင်မိတ်ဆွေတွေရှိနေတတ်တယ်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတချို့ကလက်တလုံးမှာတော့အဲ့လိုအဲကြိုးစားအထုပ်ပြီးယူနေရတာမျိုးတွေ့ရတယ်အရင်ဟိုဘယ်လိုပြောရမလဲဒီကာလမှာအရင်ကို ထထဲဝင်ဝင်နေပေါ့နော်ဟိုချောချောရှူရှူဖြစ်သွားတာမျိုးလေးတော့တိတ်မတွေ့ရအောင်အရင်စူးစမ်းနေရတာမျိုးလေးတော့အဓိကမြင်ရတယ်ပေါ့နော်အဲပြီးတော့အချိရေးအိမ်အောင်ရေးအနေနဲ့ကကြတော့အချိရေးမှဆိုလို့ရှိရင်လေအဲကိုက ကိုယ့်ရဲ့နှလုံးသားရေးရာသူများပေါ်မှာမိခိုးနေတာမျိုးပေါ့သူများမိခိုးတယ်ဆိုတာကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့အဲဝမ်းတာမှုကိုယ့်ရဲ့အဲစိတ်ချမ်းသာမှုအရာအားလုံးကတစ်ဖက်သားပေါ်မှာမူတည်နေတယ်အဲ့တော့အဲ့ဒါလေးကိုပြုရင်မျိုးကိုကိုကိုချစ်ပါလူကကိုကိုကိုမချစ်ဘဲနဲ့ကိုကိုကိုထက်သူများပို့ချစ်လိုက်တဲ့အခါမှာသူများကိုယ့်ရဲ့ပျော်ရွှင်မှုဝမ်းတာမှုအစဉ်ပြေမှုအရာအားလုံးကတစ်ဖက်သားပေါ်မှာမူတည်သွားပြီเนาะအဲသူကြောင့်ပဲအဲသူနဲ့စကားမပြောရတော့တာနဲ့သူနဲ့ဖုန်းမပြောရတော့တာနဲ့သူကကိုတခုပြောလိုက်တာနဲ့စိတ်မကောင်းနေဖြစ်ဝမ်းနေနေကျန်တဲ့ဘာရကိစ္စတွေလူမှုရေးကျန်တဲ့အရာအားလုံးကလည်းကိုတက် င်မပြေတော့ဖြစ်သွားတယ်တချို့လူတွေမှာအဲ့လိုမျိုးရှိတတ်တယ်အဲ့ဒါလေးယူတော့နည်းနည်းလေးသတိပြုရမယ်เนาะအဓိကကိုကိုကိုချစ်ဖို့ကလောကမှာအမတန်အရေးကြီးတယ်ကိုကိုကိုမချစ်တတ်တဲ့သူတွေကိုတခြားသူတယောက်ကလာပြီးတော့ချစ်ဖို့ဆိုတာကလည်းမလွယ်ကူအဓိကကိုကိုကိုချစ်တယ်မှသာပြန်တဲ့သူတွေကလည်းကိုကိုအဲတကယ်ကိုမှန်ကန်တဲ့နီလန်းနဲ့ပြန်ချစ်ပြီးမှဖြစ်တယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုကဒီဇာတာရှင်အနေနဲ့အဲနောက် ဟာပေါ့အချစ်တစ်ခုကိုတွေ့အချစ်ချစ်သူမရှိသေးဘူးဆိုလို့ရှိရင်ချစ်သူရမယ်အဲ့လက်ရှိချစ်သူရှိပြီးသားသူတွေဆိုရင်လည်းဘာဖြစ်နိုင်လဲဆိုတော့အဲဘယ်လိုတက်ဖက်ဖက်ကပေါ့နော်ရှေးရိုးဆန္ဒမျိုးတက်ဖက်ဖက်ကအကြတော့နည်းနည်းလေးဟိုအခုခင်လိုမျိုးပွင့်လင်းမြင်သာမှုရှိတဲ့အနေအထားမျိုးတွေအတွေ့အခေါ်တွေအစားပေါ့တယောက်နေတောင်မတူခုနဆရာမလေးပြောသလိုပေါ့အရာရာလူတွေအားလုံးကိုနဲ့ဆန့်ကျင်မဖြစ်နေတယ်အဲကိုက ခရှိပြေးတာဒါမှမဟုတ်သူတစ်ဖက်သူကခရှိပြေးတာကိုကကြတော့အဲအရင်ဟိုးအတိတ်ကလိုမျိုးပဲသုံးနှစ်သုံးမိုးစောင့်ကျင်တာမျိုးလားအဲ့လိုမျိုးပဲကိုမဟုတ်ရင် तू ကတော့အဲ့လိုမျိုးဖြစ်နေတာမျိုးပေါ့နော်ဒါမှမဟုတ်လေတစ်ဖက်မိပါတွေလားကိုမိပါတွေလားနော်အဲ့လိုမျိုးပဲတစ်ဖက်ဖက်ကတော့ရှေးဆန်တာမျိုးလေးတွေရှိတတ်တယ်အဲ့တော့ခုခက်ကလည်းမြင်တဲ့အတိုင်းပဲအဲဒီပေါ့နော်ဟိုဒီလူငယ်တွေရဲ့တဘာဝကလည်းအရင်ခေတ်တည်းနဲ့မတူမတူတဲ့အခါကျတော့ဆယ်ကျော်သက်တည်းမှာဆိုလို့ရှိရင်အခုဆိုရင်ဟိုအရန်ကိုပေါ့နော်သူတို့ခေတ်ကအရန်ဆိုရှယ်အရန် များတဲ့ခက်ဖြစ်နေရပေါ့เนาะအဲ့ဒါလေးတော့နည်းနည်းသတိထားမယ်။ဒါပေမဲ့ဒီဆောင်းတွင်းပေါ့အော်တိုဘာပြီးပြီဆိုအော်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့เนาะအဲ့ဒါတွေအားလုံးမှာအဲကိုယ့်ရဲ့ပျော်ရွှင်မှုတွေအစ်စ်တစ်ပံပြန်လဲရရှိမယ်။ဒါမှမဟုတ်ကိုချစ်ခံရမယ်။ဒါမှမဟုတ်အဲ့ဒီမှာ surprise gift တွေရမယ်။ဒါမှမဟုတ်လည်းကိုယ့်အတွက်အဲထူးဆန်းနဲ့ထူးခြားတဲ့ကိစ္စလေးတွေကြားသိရမယ်။အစားရှိသဖြင့်ဒါမျိုးလေးတွေတော့ကျွန်မလေးကမြင်ရတယ်။အဲပြီးတော့တော့ပြက်တာပြောက်တာအထာမားတာမျိုးတွေအရေးကြီးစားရဆိုင်တဲ့ထိမ့်သိမ့်မှုလေးတွေမှာဂယူဆိုင်စေချင်တာလေးတွေတော့ဆရာမလေးကတော့ပြောပြစီ ပြီးတဲ့အခါမှာတော့ဒီ900တာသမီအားလုံးကပေါ့နော်ဒီ900တာသမီအဲဒီ9နှစ်နဲ့တာသမီပြောမှာ9နှစ်နဲ့တာသမီအားလုံးဒီဆီမှာလေးပြောအထူးမှားကြားခြင်းနဲ့ဟာလေးတခုရှိပါတယ်အဲ့ဒါလေးကပါလဲဆိုတော့ဒီ900တာသမီအားလုံးတို့ဒီအဲဒီယခုလာမယ်ပေါ့နော်ဟိုဟာ အဲလာပြင်းနေပေါ့နော်တရင်ကျွလာပြင်းနေရနေစပြီးတော့အဲလာမဲ့တစားမုံလာပြင်းနေအထီကိုမပြတ်မကွက်လောက်ရမယ့်အရာဘာလဲဆိုတော့အလင်းတက်တွေများများတက်နိုင်တဲ့လောက်လှူပေးပါအဲ့တော့အဲတရင်ကျွတွေတစားမုံနေဆိုဆရာမလေးတို့အိမ်ရှိတွေအိမ်တွေအဖះအเจ้าဆောင်တွေအဆရှိတဲ့နေရာတိုင်းမှာမိတွေထုံကြရပူစော်ကြရတယ်အဲ့လိုမျိုးပြီးတော့ဖះဖះတွေမှာရောမိတွေထုံပူစော်ကြရတယ်မိထုံပွဲတော်တွေလောက်ကြရတယ်ပေါ့နော်အဲ့လိုနေရာတွေမှာလည်းကိုယ်အလင်းတက်တွေများများလှူပေးပြီးတော့ public area တွေမှာပေါ့နော်အဲဒီအလင်းတက်တွေအများကြီးလိုအပ်တယ်ကမ္ဘာလောကကြီးကလည်းဒီအမှောင်တုတွေ ိုးမိုးတယ်ဆရာမလေးနမိတ်မြင်တာပေါ့နော်အဲအမောင်တို့တွေကဘယ်လိုဆိုးမိုးလဲဆိုတော့လူတွေမှာအတ္တမာနလောဘဒေါသပေါ့နော်အမောဟတွေနဲ့အယံကိုအဲအတ္တအမောင် အဲဒီလောဘအမှောင်ဒေါသအမှောင်တွေနဲ့အရန်ကိုအရာရာအလုံးအမှောင်တွေများနေတယ်အဲ့တော့အဲ့လိုအမှောင်တွေကိုအဲဒီပေါ့နော်တိတ်မရှိတော့ဘဲနဲ့အမှောင်တွေကိုရောနေသွားစေဖို့တော့ဆရာမလေးတို့အလင်းတက်များများလူဖို့လိုအပ်တယ်မိမိကိုယ်တိုင်းလည်းတိလာသမားတိလေးလေးစင်ကြင်ပြီးဘာသာရေးလေးတွေတည်တည်ချာချာလုပ်ဖို့လိုအပ်တယ်အဲ့ဒါတနင်္ဂနွေနေ့သားသမီးတွေမှာမဟုတ်ဘူးဒီ9နှစ်နေ့သားသမီးအားလုံးလိုအပ်တာဖြစ်တဲ့အတွက်မပြတ်မကွက်လေးလူဖို့တန်ဖို့အဲဆရာမလေးကအဓိကထားပြီးမှာခြင်းနဲ့ပြီးတော့အဒိဋ္ဌံလေးတွေလည်းလုပ်ပါပြီးတော့အဲသာသနာပွဲအဒိဋ္ဌံလေးတွေပေါ့နော်အကယ်၍ကိုကအဝေးရောက်နေလို့အဆင်မပြေလို့ လိုလူချင်းတန်းကျင်နေဆိုရင်လေအဲဆီယမာလီရဲ့ဒီပေါ့နော်အဖွဲဒီကအားလုံးအစီအစဉ်ပေးတာဖြစ်တဲ့အတွက်လူကျင်နေဆိုလို့ရှိရင်လည်းဆီမလေး Facebook Messenger မှာလာပြီးတော့ပြောဆိုလို့ရပါတယ်ရှင်ဆီမလေးစုပေါင်းအလူတွေထဲမှာထည့်ပြီးတော့လူပေးတယ်ဒါကတော့အဝေးရောက်နေတဲ့သူတွေလူဖို့အဆင်မပြေတဲ့သူတွေအတွက်ပေါ့နော်လူဖို့ကိုယ့်ဘက်ကိုလူနိုင်တဲ့သူတွေကတော့ကိုယ့်ဘက်ကိုအဆင်ပြေအောင်လူလို့ရပါတယ်ကျမ်းမာချမ်းသာပေးပြခြင်းဖြင့်ဒီဒီတည်င်းကျွတ်ကနေပြီးတော့အရာရာအားလုံးအောင်မြင်ပြည့်စုံနေသူတွေဖြစ်ကြပါစေရှင်